Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအောင်ဖြစ်နေတယ်ဒီ page online ပြောတော့သူရဲ့ page မှာဘာ strike မလာပဲနဲ့ဘာကြောင့် page quality အနေအောင်ထိတာခဲ့လဲလို့ရှိရင်သူ page မှာတင်ထားတဲ့ content အားလုံးက original content မတင်ထားတဲ့ copy content နဲ့ပတ်သက်ပြီးဘာတစ်ခုမှမတင်ထားဘဲနဲ့သူ page မှာ straight မလာဘဲနဲ့ page quality အနေအဖြစ်မှာ page rich english မှာချပါခဲ့တယ်ပြီးလို့ရှိရင်အခြားသူတွေကသူ့ရဲ့ page ကို search လုပ်ပြီးရှာလို့ရှိရင်သူ့ page ကပေါ်မလာဘူးပြောတဲ့အတွက်ကြောင့်မို့ဒီ video ခိုင်းမှာကျွန်တော်တစ်ချက်ရှင်းပြပေးမယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင် good new youtube violation ပေါ့နော်ပြောမယ်ဆိုရင်သူ့ page မှာဘာမှ violation မရှိဘူးဆိုပြီးမှသူကပြောထားတဲ့အတိုင်းပဲ page quality အနေအဖြစ်ပြီး page rich english မှာချပြီးမှ search bar မှာလည်း page ကပြော ောက်နေတဲ့အတွက်ကြောင့်အဓိကအကြောင်းကြီးကိုကျွန်တော်ပြောပြပေးမယ် ဒီ page ကိုကျွန်တော်အသေးစစ်စစ်ဆေးကြည့်တဲ့ချိန်မှာတော့ဒီ page online တင်တဲ့ content တွေက cycle တွေကိုမဲဖောက်ပြီးရောင်းတယ်။မဲနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့အတွက်ကြောင့်မို့တနည်းအဖြစ်ပြောမယ်ဆိုရင်လိမ်လည်မှုပိုင်းဆိုင်ရာနဲ့ဖြစ်တတ်ပါတယ်ခင်ဗျာနော် Facebook AI ကနေ detect လုပ်လို့ရှိရင်ကိုယ့်ဘက်ကဘလောက်ပဲ man ကနေပါစေဘလောက်ပဲ reality နဲ့အလုပ်လုပ်လို့ Facebook တင်ဖက်ရကြည့်မယ်ဆိုရင်ဒါလိမ်လည်မှုတစ်ဆင့်ဖြစ်ပါတယ်ခင်ဗျာနော်။ဒါပေမဲ့ဒီပေါ်စအတိုင်းတင်လို့ရတဲ့အတိအကအမှားကဘလို့အမှားမျိုးလဲဆိုကျွန်တော်တစ်ချက်ပြောပြမယ်။ ဒီ fish owner သူ့ဖုန်းမှာရိုက်ထားတဲ့ဓာတ်ပုံတပုံတည်းဟုတ်ပဲ fish မှာထက်ကတက်လို့လည်းတင်တယ် fish မှာတင်ပြီးသွားတဲ့ဓာတ်ပုံကိုပဲပြန်ပြီးမှ not again not again တင်ပြီးသွားတဲ့ခါမှာအဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး the reuse content ဖြစ်ပြီးမှ fish quality အနေအထားဖြစ်သွားခဲ့တယ်နောက်တစ်ခုကျတော့ဒီ fish owner တင်ထားတဲ့ဒီလိုစာသားအများကြီးပေါ့နော်စာသားအရှိသူ့မဲနဲ့ပတ်သက်တဲ့စာသားအရှိကိုသူ့ fish မှာတစ်ခေါက်တင်ထားတဲ့စာသားကို not again ဒီစာကိုပဲပြန်မှအလွယ်တကူ copy ကူးပြီးမှသူ့ fish မှာ post အစ်တစ်တင်တဲ့ခါမှာဒီ copy ကူး copy ကုတဲ့စာကိုပြန်ပြီးမှ page လုပ်ပြီးမှသွားတဲ့ခါမှာစာသားနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့ဒီတက်ပုံတပုံတဲ့ဟောပဲထက်ခါတလဲလဲသုံးတဲ့အတွက်ကြောင့်မို့ဒီတက်ပုံနဲ့ပတ်သက်ပြီး reuse content ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာနဲ့ပတ်သက်ပြီးလုံအောင်သုံးလို့မရပါဘူးကျွန်တော် page မှာ ုံတပုံတင်လိုက်တယ်ထားလိုက်ပါတော့ကျွန်တော်ဖုန်းနဲ့ဓာတ်ပုံတပုံရက်လိုက်တယ်အဲ့ဓာတ်ပုံကျွန်တော် page မှာတင်လိုက်တယ်ဆိုရင်နောက်တစ်ချိန်ပြန်တင်နေဆိုရင်အတက်ပြန်ဓာတ်ပုံရက်ပြီးတင်သွားရမယ်အဲ့ဒီရိုက်ထားပြီးတဲ့ဓာတ်ပုံပြန်သွားတင်မယ်ဆိုရင် sim to sim data ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ straight လေးတွေဖြစ်တဲ့ straight မလိုင်းတော့မှပဲကျွန်တော် page ကအနီအောင်ဖြစ်သွားခဲ့ပါတယ် wish english မှာကြားတဲ့အဲ့လိုမျိုးတင်လို့မရအောင်အကယ်လို့ကျွန်တော်ဒီဓာတ်ပုံတပုံထဲကိုပဲအတက်ရိုက်ဖို့အကြိုက်ဖြစ်တယ်ဒီတင်ပြီးသွားတဲ့ဓာတ်ပုံပဲပြန်တင်ချင်တယ်ဆိုရင် ဘလို့ edit လုပ်ပြီးတင်သွားရမယ်ဆိုပြီးဗီဒီယိုရဲ့နောက်ဆုံးသားလေးမှာကျွန်တော်ပြောပြရှင်းပြပေးမယ်။နောက်တစ်ခုကဒီ page owner တင်ထားတဲ့ဓာတ်ပုံလေးဗီဒီယိုတွေကို သူကိုယ်တိုင်လိုက်လုပ်တယ်သူကိုယ်တိုင် sharing လုပ်တယ် group ပေါင်းများစွာမှာ tag ကတလဲလဲ sharing လုပ်တဲ့အတွက်ကြောင့်မို့ sharing လုပ်တာကိစ္စမရှိဘူး sharing လုပ်တော့ရတယ်ဒါပေမဲ့ကြာလာလို့ရှိရင်သူက violation ဖြစ်ပြီးမှ page quality အနေအထားဖြစ်တဲ့ bar strike မလာဘဲနဲ့ page quality အနေအထားဖြစ်တဲ့ဒီ facebook signature ချိုးဖောက်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ပေါ့နော်တချို့ကြောင့်မေးတယ်ကျွန်တော်တို့ post အောင်မှာ like ရှိတယ် comment ရှိတယ် but ဒီ share ဆိုတဲ့ potential ဒီဥစ္စာကျွန်တော်ကိုယ် like လုပ်လို့မရအောင်လားဆိုဒီဥစ္စာတွေကကျွန်တော် page မှာရှိတဲ့ audience တွေကျွန်တော် page မှာရှိတဲ့ follower တွေ တို့ကြိုက်နေတဲ့တဲ့ဆိုရင်တို့က like လုပ်တယ်တို့အရန်ကြိုက်တယ်ဆိုရင်တို့ရဲ့ group မှာတို့ရဲ့ facebook account တွေမှာ sharing လုပ်ပြီးသွားတယ်အဲအကြောင်းကိစ္စမရှိဘူးဒါပေမဲ့ page owner ကိုတိုင်း sharing လုပ်သွားတယ် like လုပ်သွားတယ်ထက်ခါတလဲလဲလုပ်သွားခဲ့တဲ့ဆိုရင်ကြာလို့ရှိရင် page က rich english မှာအင်္ဂလိပ်ကြမယ် rich english မှာကြာတာကမှထပ်ပြီးမှ sharing လုပ်တယ်ထပ်ပြီးမှ reuse တဲ့ပုံတွေ reuse စာသားတွေ ်တင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page ကအခုလိုအတိုင်း bar strength မလာဘဲနဲ့ page quality အနေအထားဖြစ်တဲ့ဒီဟိုဆန်နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရဘူး ဒီ page မှာရှိနေတဲ့အမှားဖြစ်နေတဲ့အမှား sharing လုပ်ထားအောင်ဆန်နဲ့ပတ်သက်ပြီးစာသားတွေကို reuse လုပ်ထားအောင်ဆန်နဲ့ပတ်သက်ပြီးတက်ပုံတွေကိုထက်ခါတလဲလဲသုံးထားအောင်ဆန်နဲ့ပတ်သက်ပြီးကျွန်တော်ဖက်ကအားလုံးဖြတ်ပြီးတော့ဒီ page owner အားလုံးပြောပြရှင်းပြခြင်းမှာကျွန်တော်ပြောတဲ့အတိုင်းလိုက်နိုင်ပြီးတင်ထားတာပေါ့နော်ဟုတ်ပြီဒီဥစ္စာနဲ့ပတ်သက်ပြီးနားလေသဘောပေါက်ပြီးဆိုရင်ကျွန်တော်ဒီတက်ပုံတပုံထက်ပဲကျွန်တော် page မှာထက်ခါတလဲလဲသုံးတော့ရမယ်တက်ပုံအသေးရိုက်ဖို့လည်းအခက်အခဲဖြစ်တဲ့ဆိုရင် အဲ့ဒါပုံကျွန်တော်တစ်ချက် download ဆွဲလိုက်ပါ download ဆွဲပြီးစရင်ကျွန်တော်ဒီဖက်တစ်ချက်လာပြီးမှ canva software ကျွန်တော်တစ်ချက်သွားရပါမယ်ဒီ canva software ကျွန်တော် play store app store မှာ alloy တကူရှာယူလို့ရပါတယ်အဲ့လိုတကူရှာပြီးမှ download ဆွဲလိုက်ပါ pc laptop တမိုင်းပြီးတော့ search bar မှာ canva.com ဆိုပြီးရိုက်ထည့်လိုက်ဆိုဒီပုံစံပေါ်လာမယ်ဒီပုံစံပေါ်လာခဲ့ပြီဆိုကျွန်တော်ဒီဖက်မှာဆိုရင် customer design ဆိုရှိရပါတော့ဒီဥစ္စာတစ်ချက်နေပြီးတော်လိုက်ပါမယ်ကျွန်တော်ဒီမှာ site ရွေးဖို့ဆိုရင်ကျွန်တော်အခုန download ဆိုတဲ့ debt ပုံမှာ base ဖြစ်လေအဲ့တစ်ချက်ပတ်ကြည့်မယ်ပုံမှန်အဖြစ်တော့10 80 10 80 normal site quality set ဖြစ်တဲ့ဒါပေမဲ့ဒီ page မှာတင်ထားတဲ့ debt ပုံရဲ့ site ကိုအလွယ်တကူတွားကြည့်ဖို့ဆိုရင်တော့ကျွန်တော် download ဆွဲလိုက် debt ပုံတပုံပတ်ကြည့်မယ် ဒီမှာဘောနဲ့ကျွန်တော်အခုနောက်တော့ download ဆွဲလာဆိုဒီ debt point site ကဒီနားမှာတွေ့လာမသိနော်ဒီလိုလေးထောက်လိုက်မယ်ဆိုရင်ဘိန်းနားလေးမှာအမှ1443 1920ဆိုပြီးပေါ်တယ်အဲ့အတွက်ကျွန်တော်ဒီဘက်မှာ1443ဒီဘက်မှာ 90ဆိုပြီးရိုက်လိုက်မယ်ဆိုဒီမှာ create design ဆိုနေပြီးတော်လိုက်ပါနော်ဒါကြတော့ကျွန်တော်တေချာလေးပြရတဲ့အချိန်အနည်းငယ်ကြာနိုင်တယ်လူချင်းမင်းတို့ဒီဥစားတစ်ခေါက်နှစ်ခေါက် train လုပ်ပြီးဆိုရင်တော့တက်ပွန်တပွန်ကို second ပိုင်းအတွင်းမှာ edit လုပ်သွားလို့ရပါတယ်ခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီမှာတက်ပွန်သွားယူမယ်ဆိုရင်ဒီ effort file ကိုတစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ download ဆွဲလိုက်တက်ပွန်တစ်ချက်ယူမယ်တက်ပွန်ယူဒီမှာတက်ပွန်ရောက်လာခဲ့ပြီဆိုဒီတက်ပွန်ကျွန်တော်တစ်ချက် page လုပ်လိုက်မယ်ဆိုရင်ဒီတက်ပွန် site က quality ဖြစ်ပြီးသွားမယ်ခင်ဗျာနော် အကယ်လို့ကျွန်တော်တို့တက်ပုံမှာအခက်အခဲဖြစ်တဲ့ဆိုကျွန်တော်ဒီလိုမျိုး crop ပါညာလောက်ဆောင်သွားပြီးမှဒီလိုလေးကျွန်တော်ချဲ့ပြီးသွားလို့လည်းရပါတယ်ခင်ဗျာနော်ပြီးတော့ရှင်တယောက်ပတ်တီလောက်ပြီးသွားပါ ဒီလိုရှိရင်ကျွန်တော်တက်ပုံအယောင်လေးဘာညာနည်းနည်းဟိုတာဖြစ်တဲ့အစဉ်ကျွန်တော်ဒီဘက်က edit တစ်ချက်နေပြီးမှကျွန်တော်ဒီမှာတက်ပုံကျွန်တော်ကိုပိုတိုင်းရွေးချယ်သွားလို့ရပါတယ်ခင်ဗျအလင်းရလိုချင်တဲ့အတိုးလိုအတိုးလိုချင်တာဒါကြောင့် free software နဲ့ဖြစ်ပါတယ်အကယ်လို့ကျွန်တော် background ဘာညာဖြောင်းမယ်ဆိုမှ bg remover ဆိုပြီးရှိရဒီဥစ္စာတစ်ချက်ထောက်လိုက်မယ်ဆိုဒီအနောက်က background ပြောင်းမှာကိုက background တည်တံ့ပြန်ထည့်လို့ရတယ်ဒါကြောင့်တော့နမူနဲ့အရင်နဲ့ကျွန်တော်ပြတာဖြစ်တယ်ပြီးလို့ရှိရင်ဒီတက်ပုံမှာကျွန်တော် watermark အနေနဲ့ထည့်မယ်အတွက်ကြောင့်မို့ကျွန်တော်ရဲ့ page ရဲ့နာမည်လေးတစ်ချက်ထည့်သွားမယ် page ရဲ့ logo ထည့်လို့ရတယ် page name မည်ထည့်လိုက်ရတယ်။အဲ့လိုမျိုး page name page logo ထည့်ထားဆိုရင်သူများတွေကအလွယ်တကူ download ဆွဲပြီးမှယူသုံးလို့မရပါဘူးခင်ဗျာနော်။အဲ့အတွက်ကျွန်တော်ဒီနေရာမှာစာသားဆိုရင်ဒီဘက်မှာ test switch ရှိတယ်။ဒီမှာကိုကြိုက်တဲ့ဥစ္စာကိုထည့်တော်လိုက်ရတယ်။ဒါပေမဲ့ကျွန်တော်ဒီကနေ page လုပ်ပြီးမှအလွယ်တကူသွားလိုက်မယ်ဒီမှာပေါ့နော်။အခုနစာသားလေးကိုကျွန်တော်နည်းနည်းစာသားချက်လိုက်မယ်။စာသားချက်လိုက်ပြီးဆိုဒီပုံမှာအဖြူအောင်လို့ပေါ့ဒီအဖြူအောင်ကိုကျွန်တော်အယောင်လေးအမျိုးမျိုးပြောင်းလဲတော်လို့ရတယ်ပြီးလို့ရှိရင်ဒီစာသားရဲ့ knock and background တကူးထည့်မယ်အတွက်ကြောင့်မို့စာသား background တကူးထည့်လိုက်ပါမယ် ဒီပုံစံလေးပေါ့နော်ဒီစာတော့ကျွန်တော်ကြိုက်တဲ့နေရာရှိတော့လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနားလေးမှထားပြီးမှဒီဥစာကျွန်တော် edit လုပ်ပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီဥစာကို crop လုပ်မယ်ဒီနောက်ခံ background ကအနီအောင်လေးထည့်လိုက်ပို့ပြီးအဆင်ပြေမယ်နေမယ်ဟုတ်ကဲ့အနီအောင်ထည့်လိုက်တယ်ပြီးလို့ရှိရင်ဒီဥစာနည်းနည်းလေး crop လုပ်ပြီးမှ site ကိုတိလုပ်မယ်ဒီဒီ down layer လေး down ဖြစ်နေတဲ့အတွက်ကြောင့်ဒီ down ကိုကျွန်တော်နည်းနည်းလုံးပြီးသွားလိုက်မယ်လုံးပြီးသွားခဲ့ပြီးစအပေါ်မှာ corner လေးတစ်ခုထည့်မယ်တကယ်လို့ဒီဥစာတစ်ချက်နေမှဒီမြင်းကြောင်တစ်ချက်နေမယ် ီလို့ရှိရင်တော့ဒီဥစ္စာကိုကျတော့ကျွန်တော်အစင်းအောင်ပြောင်းလိုက်အစင်းအောင်ပြောင်းပြီးမှဒီဥစ္စာစိုက်နေတဲ့ကြီးအောင်တော့မှတွေ့လာမသိနဲ့အမှန်တော့ဒီပုံစံလေးဖြစ်မယ်ကိုလိုချင်တဲ့ပုံစံမျိုးရွေးပြီးတွက်လိုက်ပါဒီပေါ်စအတိုင်းပြီးတော့ခဲ့ပြီဆိုဒီဟိုစဒေါင်းလုဒ်ဆာဗာအကယ်လို့ဒီဟိုစဒီနားထားတာအဆင်မပြေဘူးဆိုဒေါင်းလုဒ်လေးမထားမယ်ဆိုဒေါင်းလုဒ်လေးမထားပြီးမှဒီဟိုစဒိုသွားမယ်ဆိုရင်အဲဒါဆိုရင ကွတ်တီဖီတော့ချက်ပြီးဆိုကျွန်တော်ဒီဖက်ကနေ download ဆိုမှ share တစ်ချက်နေပြီးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ download option တစ်ချက်နေပြီးမှဆိုကျွန်တော်ဒီမှာ download option ပေါ်မှာ deals တစ်ချက်နေပြီးဆိုကျွန်တော်တို့ download ဆွဲပြီးမှသွားလိမ့်မယ်အဲ့လိုမျိုး download ဆွဲလို့ပြီးတော့ချက်ပြီးဆိုရင်တော့ကျွန်တော်တို့ page မှာတင်တော်လို့ရပါတယ်ခင်ဗျာနောက်တစ်ချိန်ပြန်တင်ချင်တယ်ဆိုရင်ကျွန်တော်ဒီ edit လုပ်ထားတဲ့ပုံ automatic save ဖြစ်ပြီးကျန်တယ်ဘယ်လိုမှတစ်ချက်ပြမယ်ကျွန်တော်ဆို automatic ဒီမှာ save ဖြစ်ပြီးကျန်နေရဆိုလို့ရှိရင်တော့ကျွန်တော်ဒီဒီဥစ္စာလေးကိုပဲပြန်မဒီစာသားလေးကိုပဲပြန်မ အနေချင်းနေနေရွှေ့ပြီးမှဒီလိုလေးပြန်ထည့်မယ်ဒါမှမဟုတ်ကိုကြိုက်တဲ့လူကိုထည့်မယ်ဒါမှမဟုတ်ကိုရဲ့ဖုန်းနံပါတ်လေးစာပိုင်းနဲ့ထည့်ပြီးမှ download series ပြန်တင်တော့မယ်ဆိုရင်စက္ကန့်ပိုင်းအတွင်းမှာလုံဆောင်တော်လို့ရပါတယ်အဲ့ဒီပုံစံအတိုင်းလုပ်မယ်ဆိုရင်တပ်ပုံ reuse content နဲ့လုံးဝ looking ပါတယ်အကယ်လို့ကျွန်တော်တို့ covid တပ်ပုံမဟုတ်ဘဲအခြား social media တပ်ပုံတွေသူများ page ကသူများ facebook account တပ်ပုံတွေလည်းထုံးနည်း၎င်းအတိုင်းပဲကျွန်တော်ပြတဲ့အတိုင်း edit လုပ်ပြီးတော့မယ်ဆိုရင်တော့100%ရတယ်ခင်ဗျာနော် နောက်တစ်ခုကကျွန်တော်ဒီစာသားနဲ့ပတ်သက်ပြီးဒီ page owner ကျတော့ဒီ two page ပထမတစ်ခေါက်တင်တဲ့စာသားတွေအလွယ်တကူဒီလိုမျိုး copy ကူးတယ်ပြီးလို့ရှိရင်နောက်တစ်ချိန် post တင်တဲ့ခါမှာဒီစာသားကို page လုပ်ပြီးထည့်လိုက်တဲ့အချိန်မှာသူကစာသားနဲ့ပတ်သက်ပြီး copyright ဖြစ်သွားခဲ့တယ် reuse content ဖြစ်တယ်အဲ့လိုမျိုး reuse content မလာအောင်ကျွန်တော်ဘယ်လိုလုပ်ပြီးသွားမလဲဆိုကျွန်တော်ဒီလိုမျိုး note page ရဲ့ဒီလိုမျိုးဒီမှာတစ်ချက်ပြပြီးမှာပေါ့နော်ကျွန်တော်ဒီလိုမျိုးဒီလိုမျိုး note page ဆိုရှိရကျွန်တော်ဖုန်းမှာလည်းရှိရ laptop မှာလည်းရှိရ ဒီ notepad ထဲမှာကိုကိုတိုင်ရေးပြီး save လုပ်ရပါမယ်။ဒီအနေနဲ့ copy ကိုပြီးဒီမှာလာပြီး save လုပ်လို့မရပါဘူး။ဒီဥစ္စာမှာကိုကိုတိုင်ရေးပြီးမှ save လုပ်ထားပါ။ save လုပ်ပြီးပြီဆိုရင်တော့ကျွန်တော် page မှာ post အတစ်အတစ်တင်တဲ့အခေါက်တိုင်းဒီစာသားတွေကို copy ကိုပြီးမှ page လုပ်သွားလို့ရတယ်။ထက်ခါတလဲလဲဒီ notepad ထဲကစာသားတွေကို copy ကိုပြီးမှ page လုပ်ပြီးတင်သွားမယ်ဆိုရင်ကိစ္စမရှိဘူး။ reuse content 100% looking ပါလေ။အတိအကျဆိုလို့ရင်အကြောင်းကြီးကကျွန်တော် page မှာတင်ထားစာသားတွေကို delete မျိုး copy ကိုပြီးထက်ခါတလဲလဲပြန်တင်သွားမယ် မယ်ဆိုရင် reuse content repurpose content ဖြစ်ပြီးမှ page က page quality အနည်းအောင်ဖြစ်သွားခဲ့ပါတယ်တချို့စဉ် page ကပြတ်သွားခွင့်နေတယ်ဘာမှ violation မလာဘူးဘာမှ strike မလာဘူးပေါ့နော် bios နဲ့ပတ်သက်ပြီးဒီ page owner လည်းနားလေသဘောပေါက်နေတယ်မြန် page မှာဘာကြောင့် strike မလာဘဲနဲ့ page quality အနည်းအောင်ဖြစ်ပြီး rich english မှာကြာသွားခဲ့လဲဆိုတော့အကြောင်းနဲ့ပတ်သက်အသေးစိတ်ကျွန်တော်ပြောပြပေးတယ်ပြီးလို့ရှိရင် reuse content နဲ့ looking အောင်လည်းဘလို့တင်သွားရမယ်အလွယ်ကူဆုံးနည်းလမ်းနဲ့ဘလို့တင်သွားရမယ် copy tab ပုံလည်းဘလို့ edit သွားရဲဆိုပြီးမှကျွန်တော်အားလုံးပြောပြရှင်းပြပေးတယ်အစကမို့ဒီ page owner လည်းနားလေသဘော ါ်ပေါ်မှာပါပထမတော့ဒီ page owner server ချင်း service addon ဆိုရင်ဒီနေရာမှာ not recommendation ဆိုပြီးပေါ်တယ်ဒီ page ကိုကျွန်တော်ပြုပြင်ပြီး request debut တင်ပြီးရပ်ပိုင်းအတွင်းမှာပဲဒီ user ပြန်မှ enable ဖြစ်ပြီးလာတဲ့ page မှာ post တင်ပြီးတွားတဲ့ချိန် rich englishman ကောင်းကောင်းဖြစ်လာတယ်ပြီးလို့ရှိရင် page is recommendation enable ဖြစ်လာတဲ့အတွက်ကြောင့်ဒီ page မှာတင်လိုက်တဲ့ post content ကြီးရဲ့ဒီ page မှာရှိတဲ့ follower အားလုံးရှင် notification ရောက်စေတဲ့ ဒီ fish နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့လေဒီ page မှာတင်တဲ့ content တွေ related ရှိတဲ့လူတွေကို Facebook က automatic ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အစ်စ်တွေတိုးပြီးလာမယ် like အစ်စ်တွေတိုးပြီးလာမယ် customer အစ်စ်တွေတိုးပြီးလာမယ်အတွက်ကြောင့်မို့ page ရဲ့ performance ပို့ပြီးမှကောင်းပါတယ်ဒီ page ကိုနောက်ထပ်ဒီချိန်ကျွန်တော်ဖက်ကနေ affiliate တင်ဖို့ကြံသေးတယ် request view တင်ဖို့ကြံသေးတယ်အဲ့ဒီဥစား process ပြီးတော့ခဲ့ပြီဆိုရင်ရပ်ပိုင်းအတွင်းမှာ page ကဆင်းတော့ခင်မယ်အဲ့အတွက်ကျွန်တော်မှာချက်ပြပြီးမယ်ခင်ဗျာနော်ဒီ page ကကျွန်တော် service အထားဥစားဒီမှာဆိုရင် ဒီ page ကလည်း copyright 6ကျင့်ခီးပြီးမှ page suspended ဖြစ်ခံနေတဲ့အချိန်မှာကျွန်တော်ကို sub slide edit ချင်မှာကျွန်တော်ဖက်ကနေ page ကိုအမြန်ဆုံးစစ်ဆေးပြီးမှဖြစ်နေတဲ့အမားတွေကို fair ရှာပြီး pitch owner လဲ pitch နဲ့ပတ်သက်ပြီးရှောင်းလဲဆောင်လဲပတ်သက်ပြီး pitch owner ဘက်ကဘလို့အမားမျိုးတင်ထားတဲ့အတွက်ကြောင့် deposit ဖြစ်သွားခဲ့တယ်ဆိုမှ pitch owner ပြောပြရှင်းပြပြီးမှ line နိုင်ရမစီကန်းချက်တွေပြောပြပြီးမှ pitch ကို afield ဘာညာတင်ပေးလိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ pitch ကစင်းသွားခဲ့တယ် pitch စင်းသွားခဲ့မှဒီမှာတစ်ချက်ကြည့်မှတော့ pitch is recognition anniversary ဖြစ်လာတယ်ပထမတော့ဒီဥစ္စာလဲ register ဖြစ်နေဥစ္စာလဲအခုစင်မော်ရယ်ရှင် annual ဖြစ်ပြီးလာတဲ့အတွက်ကြောင့်မို့ pitch က performance တော်တော်လေးကောင်းသွားခဲ့တယ်ယုံကြည်ပြီး subset အတွက် deep pitch owner လဲကျေးဇူးအများကြီးတင်ပါတယ် ဒီ page ကလည်းပြန်စိမ့်တော့ခဲ့ပြီးစိမ့်ကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ second show ရိုက်ပြီးမှကျွန်တော်တင်ပြတော့ပါမယ်ဒီနေ့ဒီ brand developer အားလုံးကျွန်တော်ကြည်စည်မှာတဲ့